အာဂျင်တီးနားအသင်းကောင်းဆောင်တိုက်စင်မိုမက်ဆီဟာဗင်နီဇွဲလာနဲ့ခြေစမ်းပွဲကိုလွဲချော်ခဲ့ပေမဲ့အော်တိုဝါ73ရက်နေ့မှာအာဂျင်တီးနားအသင်းနဲ့လေးချင်းမှုပြန်လုခဲ့တာကြောင့်လာမယ့်ပိုအာတိုရီကိုအသင်းနဲ့ခြေစမ်းပွဲမှာပေါဝင်ကစားပွဲရှိတယ်လို့သိရပါဗျ။အာဂျင်တီးနားအသင်းဟာအော်တိုဝါနိုင်ငံတကာရဲတပ်တပတ်မှာဗင်နီဇွဲလာပိုအာတိုရီကိုရိုနဲ့ခြေစမ်းပွဲနှစ်ပွဲကိုအမေရိကန်နိုင်ငံမှာရှင်ပြိုင်မှုစီစဉ်ထားပေမဲ့မက်ဆီကအင်တာမိုင်ယာမီအသင်းရဲ့ပွဲစဉ်ကြောင့်ဗင်နီဇွဲလာနဲ့ပွဲကိုလွဲချော်ခဲ့တာပါ။အင်တာမိုင်ယာမီနီးပြ မရှိရန်တို့ကလည်းမစီအနေနဲ့ခြေစမ်းပွဲနှစ်ပွဲစလုံးကိုပအဝင်ကစားနိုင်မှာမဟုတ်ကြောင်းလူစင်ရင်ထုတ်ပြန်စဉ်ကလေးကပြောကြားခဲ့ပါတယ်။အခုမန်စီကအင်တာမိုင်ယာမီအတွက်ကစားပေးပြီးတဲ့နောက်အာဂျင်တီးနားအသင်းနဲ့အမြန်ဆုံးပြန်ပိုးပေါင်းခဲ့တာကြောင့်လာမယ့်ခြေစမ်းပွဲမှာပအဝင်ကစားဖို့တေချာသလောက်ဖြစ်နေပါတယ်။မစီကအာဂျင်တီးနားအသင်းရဲ့ပွဲအများဆုံးဂိုးအများဆုံးကစားသမားအဖြစ်စံချိန်တင်ထားသူဖြစ်ပြီး194ပွဲကစားက134ဂိုးသွင်းယူထားပါတယ်။